ားလုံးပဲမင်္ဂလာပါအဲကျွန်တော်ကတော့ SMEIN က Fashion Consultant ရန်နိုင်ထုံးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ AWS မှာပါလာတဲ့ Gomo Product အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Gomo Product နဲ့ပတ်သက်ပြီးတော့ပါဝင်မဲ့ agenda တွေကတော့ Gomo Product ဆိုတာပါလေအဲပြီးတော့ Gomo Product ကိုဘယ်လို industry တွေမှာအသုံးများလဲ ပြီးွားရေဆိုရင်သူရဲ့အဲကွန်ဗိုကိုတုံးလိုက်တဲ့အတွက်ဘယ်လို benefit တွေရှိနိုင်လဲပြီးွားရင်ကွန်ဗို product ကိုကျွန်တော် setup ဘယ်လိုရှာလဲဆိုတာရင်နောက်ဆုံးတစ်ခုကကျွန်တော် demo session ပဲဖြစ်ပါတယ်အဲဆိုရင်အဲကွန်ဗို product ဆိုတာပါလဲပေါ့နော် ုံရိုးတက်ဆိုတာကတော့ကျွန်တော်အိမ်မှာ multi product ကိုအဲ product တစ်ခုထဲမှာပဲပေါင်းပြီးတော့ရောင်းရောင်းတာကိုဆိုလိုတာပေါ့နော်အဲအဲ့ဒါအဲ့ဒါဘယ်လိုမျိုးရလဲဆိုတော့ကျွန်တော်တို့ထားပါတော့ super market တွေမှာအဲလိုလက်ဆောင်ရှင်တွေနဲ့ item အများကြီးကိုစုပြီးရောင်းတဲ့ပုံစံမျိုးပြောတာပေါ့နော်အဲအဲ့လိုမျိုးဟာကိုကျွန်တော် combo combo product လို့ခေါ်တယ်ပေါ့နော်အဲနောက်တစ်ခုအနေနဲ့အဲဘယ်လို industry တွေမှာအသုံးများလဲပေါ့နော် ဘယ်လိုဒီ industry အတွက်လဲဆိုတော့ retail retail လုပ်ငန်းတွေ e-commerce လုပ်ငန်းတွေပေါ့နော် retail လုပ်ငန်းဆိုခုနက supermarket တို့လိုမျိုး retail ဆိုင်တို့လိုမျိုးမှာဒီ consumer product အသုံးများတယ်ပြီးကြရင် restaurant တို့ဒီ food industry ပေါ့နော်အဲဥပမာဟိုအခုလိုမျိုးအချက်လော်ဒီရဆိုင်တို့ခုန KFC ဆိုင်တို့မှာဇင်းတို့မျိုး combo set လေးနဲ့ရောင်းနိုင်မျိုးရှိလေအဲ့လိုမျိုးဇင်းရဲ့ consumer product မှာ consumer product အသုံးများတယ်ပေါ့နော် နောက်တစ်ခုက hand beauty ပေါ့နော်အဲ hand အနေနဲ့ဆိုရင်တော့ကျွန်တော်အဲဒီဟိုဆေးတွေကိုကျွန်တော်လက်အရှင်းတစ်ခုနဲ့မှထည့်ပြီးတော့အဲအများကြီးအိုက်တမ်အများကြီးရောင်းတဲ့ပုံစံမျိုးပြောပါတော့ beauty ဆိုရင်လည်းကျွန်တော် cosmetic စီတွေကိုအဲဆက်လိုက်ရောင်းတဲ့ပုံစံမျိုးဆိုရပါတော့နော်နောက်ကတော့ electronic electronic တွေ home appliances တွေမှာလည်းဒီလိုမျိုးအဲ combo set တွေကိုတုံးလာရှိရပါတော့။နောက်တစ်ခုအနေနဲ့ အဲသူ့ကို combo တုံးလေးတုံးလေးတဲ့ခါအတွက်ဘယ်လို benefit ရနိုင်လဲပေါ့နော်အဲ့လိုဆိုရင်ရပထမဆုံးချက်အနေနဲ့ကျွန်တော် increase save ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကအကြောင်းတက်တဲ့ပစ္စည်းတွေနဲ့ကျွန်တော် popular item တွေကိုပေါင်းပြီးရောင်းလိုက်တဲ့အခါမှာဆိုရင်အဲကျွန်တော် sale တွေက increase ဖြစ်လာနိုင်တယ်နောက်တစ်ခုအနေနဲ့ discount offer မှ easy ပေါ့နော်အဲ့ဒါကျွန်တော်ကျွန်တော် item တစ်ခုချစ်စီမှာကို discount တွားချစမ်းမလို့တော့ပဲနဲ့အဲအဲ combo မှာကိုအဲ combo set ကမှာကိုပဲအဲ discount ကိုချော့ပြီးပေးလိုက်လို့ရတယ်ပေါ့နော် ်နောက်တစ်ခုက faster save processing ပေါ့နော်ဒါကြောင့်ကျွန်တော် item တစ်ခုချင်းစီကို click 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 နှိပ်ပြီးတော့ရောင်းစရာမလိုတော့ဘူးအဲ combo ကို combo ကိုတစ်ချက် click ပြီးရောင်းလိုက်တာနဲ့ item အများကြီးတစ်ခါတည်းကိုရောင်းလို့ရအောင်ပဲပေါ့နော်အဲ့ဆိုရင်နောက်တစ်ခုကြတော့ကျွန်တော်အဲ combo product ကို set up ရှာမယ်ဟာပြောပြမယ်ပေါ့နော်။ answer အနေနဲ့ဘယ်လိုပါလိပါမယ်မလဲဆိုတော့ပထမဆုံးတစ်ချက်ကအဲ combo အဲကျွန်တော် combo ကို product combo အနေနဲ့ category ကိုဘယ်လို create လုပ်မလဲ နောက်ခုကျတော့ကျွန်တော်အေးကျ product ကိုဘယ်လို create လုပ်မလဲဆိုတာပါမယ်။ UI ဆိုရင်ကျွန်တော်အေး combo setup ကိုဘယ်လို set ချရမလဲ။ UI ဆိုရင်ကျွန်တော် combo product ကိုဘယ်လို create လုပ်မလဲဆိုတာတွေပါဝင်မှာဖြစ်ပါတယ်။ ဲဆိုရင်ကျွန်တော်တို့ဒီမိုလေးဆာဒီမိုကိုဆက်တောက်လိုက်အောင်အဲဆိုရင်ကျွန်တော်ဒီမိုလေးဆာရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကပထမဆုံးကွန်ပိုကိုကျွန်တော်တို့ကကက်တဂိုရီနီနဲ့ခွဲပြီးပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်ပထမဆုံးဒီဟာကက်တဂိုရီကိုခွဲပြီးပြမယ်ပေါ့နော်လို့ဆိုရင်ကျွန်တော်ဒီ point ဆီထဲဝင်လိုက်မယ် UI ဆိုရင်ဒီ configuration အမှာဒီ POS product category ဆိုတာရှိတယ်ပေါ့နော်အဲဆိုရင်ဒီမှာဒီထဲဝင်လိုက်မယ် memory ဆိုရင်ကျွန်တော်ကခုန combo ကို category creation နဲ့ပြတဲ့အတွက်ဒီမှာ new ကို copy ဆောင်းလိုက်ပေါ့နော်ကျွန်တော်ရှိပြီးသားဆိုတော့ဒီမှာဒီတစ်ခုပြလိုက်မယ် ့စေဒီမှာ component ဒီမှာခုန category name ပေးမယ်ပေါ့နော် view ID ဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာခုနက color ထည့်မယ်အဲဒါကြတော့ point စီမှာကြည့်ရင် background color ဒီမှာထပ်တဲ့အရင်နဲ့ပုံမယ်ပေါ့နော် view ID ဆိုရင်ဒီမှာအဲ category ရဲ့ကျွန်တော်ပုံပေါ်ဒီမှာထည့်ရတော့ရတယ်အဲဒီ product category ပေါ့ရောင်းစီ category ဆောက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ကခုနကအဲ combo product combo set မှာပါမယ် item တွေကိုဆောက်ပြရမယ်ပေါ့နော်ဘာလို့ဆိုရင် product ဆောက်ဖို့အတွက်ကကျွန်တော်ဒီ product အောက်ကနေဒီ product တွေဝင်လိုက်မယ် ဝင်ရောက်စေးဒီမှာ new ကိုခေါ်ပေးနေပဲပေါ့နော်ကျွန်တော်ရှိသားကိုပြလိုက်မယ်ဒီရှိသားကလည်းဝင်လိုက်ပြီးရင်ဒီမှာကျွန်တော် product name ပေးမယ်ပေါ့နော် product name တွေထည့်မယ် product name product name ထည့်ပြီးွားပြီဆိုရင်အဲဒီမှာကိုအဲပုံထည့်မယ်ပေါ့နော်ပုံထည့်ပြီးွားပြီဆိုရင်အဲကျွန်တော်ဒီမှာက prototype ကဒီ cost တွေလေးဖျက်ရမယ်ပြီးွားပြီဆိုရင်ကျွန်တော်ဒီမှာ c bright တက်မှတ်မယ် c bright ထည့်ပြီးွားပြီဆိုရင်ကျွန်တော် test ဒီပါလေးအဲထည့်တာပါမျိုးရှိရဆိုရင်ဒီမှာ test ကိုဒီမှာတစ်ခါထည့်ခဲ့ပေါ့နော် အဲထည့်ပြီးတော့ဒီကွန်မိုပါပဲ product တွေကိုဆောက်ပြီးပါရယ်ဆိုရင်ကျွန်တော်ကွန်မိုဆက်လက်လုပ်ရမှာပေါ့နော်အဲလို့ဆိုရင်ကျွန်တော်ကွန်မိုဆက်လက်ရှာဖို့အတွက်ကဒီ product အောက်ကနေအဲဒီကွန်မို choice တွေဝင်မှာပေါ့နော်ဝင်ပြီးပါရယ်ဆိုရင်ကျွန်တော်ကဒီမှာကို new ကိုနှိပ်ပြီးတော့အဲကွန်မိုဆက်လက်ရှာဖို့ကူယူရမှာပေါ့နော်ကျွန်တော်ရှိပြီးတော့တစ်ခေါက်ပြန်လိုက်မယ်ဒါဆိုဒီမှာ hamburger ဆိုတဲ့ဟာတွေဝင်လိုက်မယ်ဒီမှာကျွန်တော်အဲခုနကွန်မိုဆက် name ပေးမယ်ပေါ့နော် name ပြီးပါရယ်ဆိုရင်ဒီမှာ option နေရာမှာသူ့မှာပါမယ်ပစ္စည်းတွေကိုဒီမှာထည့်ပြရမယ်အဲ အဲဆိုရင်ယာယူပါတော့ထိပ်ပြီးသွားရဆိုရင်ကျွန်တော်ခုနကဒီ combo set ရှာပြီးသွားဆိုရင်ကျွန်တော် combo product ဆောက်ပြရမယ်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော် combo product ဆောက်ဖို့အတွက်ဒီ product အကနေဒီ product တွေဝင်လိုက်မယ်ပြီးသွားဆိုရင်ပြီးသွားဆိုရင်ဒီမှာ new ခေါ်ပြီးဆောက်မယ်ပေါ့နော်ကျွန်တော်ကဒီမှာရှိပြီးသား combo ဝယ်ပြလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ packer menu combo တွေဝင်လိုက်ပြီဝင်လိုက်ပြီဆိုရင်ဒီမှာကကျွန်တော် product combo name combo name ပေးမယ်ပြီးကြရင်ဒီမှာအဲခုနက product ပုံထည့်မယ်ပေါ့နော်ထည့်ပြီးသွားရင်ဒီမှာ နောက်က product ကတော့ combo ဖြစ်တဲ့အတွက် combo ဒီမှာ combo စရာရိုးရွေးပေးထားရမယ်။ UI ဆိုရင်ကျွန်တော်ကဒီမှာအဲ combo choice နေရာမှာသူ့မှာပါမယ်အဲ combo တွေဒီမှာထည့်ပြရမှာပေါ့နော်။ဒီမှာ drink ပါတယ်၊ dessert ပါတယ်၊ hamburger ပါတယ်ပေါ့နော်။ဒီမှာထည့်ပြရဆိုရင်ဒီမှာဒီမှာအဲ save price ဆိုတာထည့်ပြရတယ်ပေါ့နော်။ save price ကဒီမှာကျွန်တော်ထည့်ခဲ့တယ်ဒီမှာအကုန်လုံးထည့်ခဲ့အဲ combo combo set တဲ့ကဈေးတွေကိုအနည်းဆုံးဈေးကိုဒီမှာထည့်ပြရပေါ့နော်။ဒီပါဆိုရင်ကျွန်တော် drink ပါဆိုရင် combo price ကဒီမှာ price က3000 ဒီဇင်ဘာဆိုရင်2500 9500ဟမ်ဘာဂါမှာဆိုရင်9000ဆိုရင်တော့1500နဲ့900ပေါ့နော်အဲဒီလိုမျိုးထည့်ပေးရမယ်အထည့်ပြီးပါဆိုရင်ကျွန်တော်ကခုနကဒီ point of sale category ခွဲပြီးပေါ်ချန်ဖြစ်တဲ့အတွက်ဒီ point of sale တွေဝင်လိုက်မယ်ပြီးပါဆိုရင်ဒီမှာ category နံပါတ်ကျွန်တော်ဆောက်ခဲ့တဲ့ combo ဆိုတာကိုယူပြရမယ်ပေါ့နော်အဲဆိုရင်ယူပြရဆိုရင်ကျွန်တော် BOS မှာရောင်းနေဟာလေးပြလိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ခုနကဒီ point of sale တွေကိုဝင်လိုက်မယ်ပြီးရင် open open register နိုင်လိုက်မယ် ပြီးရင်ဒီမှာ open over register နဲ့ပဲဗောနော်။နေပြီးတော့ဆိုရင်ကျွန်တော် order တစ်စောင်ယူဖို့အတွက်ဒီမှာ new order လေးကိုနှိပ်လိုက်မယ်။နေပြီးတော့ဆိုရင်ကျွန်တော်ခုနကဆောက်ခဲ့တဲ့ဒီမှာ combo ဆိုတဲ့ category ဒီပုံမှာပေါ်နေဗောနော်။ဒီမှာဒီ color background color နဲ့ဒီမှာထည့်ခဲ့တဲ့ပုံလေးဒီမှာပေါ်နေဗောနော်။ပြီးရဆိုရင်ကျွန်တော် combo product ရောင်းဖို့အတွက်ဒီ combo လေးကိုနှိပ်လိုက်မယ်။ပြီးရဆိုရင်ကျွန်တော်ဒီခုနကဒီ backup menu combo ရောင်းမှဖြစ်တဲ့အတွက်ဒီမှာကို backup menu combo ကိုတစ်ချက်နှိပ်လိုက်။အဲ့လိုဆိုရင်ဒီမှာပါဒီမှာသူရဲ့ အဲ price ရဲ့ဒီမှာပေါင်နေတဲ့ဈေးနှုန်းတွေတစ်ခါရဲ့ auto ကြမယ်ပေါ့နော်အဲဆိုနောက်တစ်ခုအနေနဲ့ကအဲကျွန်တော်တို့ကအဲ combo product combo product ကိုအဲ discount အနေနဲ့တစ်ခါထည့်ထားခြင်းတယ်ပေါ့နော်ဟို item တစ်ခုချင်းစီမှာတောင်းချခြင်းတယ်ပေါ့နော်ဒီ combo ဆက်မှာပဲ discount အနေနဲ့ထည့်ပြီး patient ဆိုနေရရပေါ့နော်လို့ဆိုရင်ဘယ်လိုဆက်ရရှာရမလဲဆိုရင်ခုနကဒီခုနကဒီ combo product ထဲကနေဒီ combo size တွေဝင်လိုက် ဝင်ပြသေးကျွန်တော်ဟမ်ဘာဂါကိုပဲအဲတောင်းလျောင်းတာကိုကွန်ဘိုတရောက်ရင်ဈေးလျှော့ပေးမယ်ဆိုရင်ဆိုတာမျိုးဆိုရင်ဒီမှာခုန extra price နေရာမှာ minus ကိုရှုံးမယ့် amount ပေါ့နော်ဒီမှာအဲထောင်းတဲ့ထောင်းတဲ့ပဲလေပေါ့နော်ပြီးရင်ဒီကွန်ဘိုကိုပြန်နှိပ်မယ်နှိပ်ပြီးသွားရင်ခုနကဒီ burger menu ကိုမကိုနှိပ်လိုက်ပြီဆိုတာနဲ့အဲဒီမှာခုနကပုံမှန်ရောင်းနေတာက1500နဲ့900ပေါ့နော်တခုကဒီကပါကပါကျွန်တော်ကဈေးလျှော့ပြီး1000ရှော့ပြီးပေးလိုက်တာဖြစ်တဲ့အတွက်ဒီမှာကိုစတန်အော်ဒါတစ်ခါလေး1400ဆိုပြီးတော့အော်တိုနှုတ်ပြသွားပြီပေါ့နော် အဲနောက်တစ်ခုကကျွန်တော်ဟာ product ကိုဟာဒီ combo shot တဲ့မှာကိုမှသူ product ကို swipe ခွင့်ပေးတယ်ပေါ့နော်အဲခုနက burger စင်းတော့ cheese burger တော့ chicken burger တော့အဲအဲ့လိုမျိုးပြန်ယူခွင့်ပေးဟာမျိုးဆိုရင်ဘယ်လိုဆက်ရမှာပြပြမယ်ပေါ့နော်ဒါဆိုရင်ခုနကဒီ hamburger ခုနက combo ဆက်တဲ့ကဒီ hamburger ဆိုတဲ့ဖြေဝင်လိုက်မယ် UI ဆိုရင်ကျွန်တော်ခုန burger တုံးထက်ထက်လိုက်မယ်ပေါ့နော်ဒါဆိုရင် cheese burger ကိုဒီမှာထည့်မယ်နာလာဒီမှာဒီ bacon burger ကိုထည့်လိုက်မယ် UI ဆိုရင် ပြီးရဆိုရင်ဒီမှာကျွန်တော်က price ကသူကဒီမှာ1000ဝယ်ရှိရပါတော့ဒီပေကွန်ပါက1000ဝယ်ရှိတယ်သူရဲ့အနည်းဆုံးဒီမှာအနည်းဆုံးဈေးက1000အနည်းဆုံးပါတော့အဲ့လို့ဆိုရင်တတောင်းဒီမှာတတောင်းပဲဖြစ်တဲ့အနည်းဆုံးတတောင်းဖြစ်တဲ့အတွက်တတောင်းပဲဖြစ်ပေါ်တာ extra rate ကိုဒီမှာ9000ထည့်ထည့်ပြရမယ်ပေါ့နော်ဒီပဲကွန်ဘာကမှာနားက9000ထည့်ထည့်ပြရမယ်အဲအကြမှာဟို9000ကကျွန်တော်အေးဒီပဲကွန်ကိုယူလိုက်ပြီဆိုတော့ ਨੇ ပြီးရစမရောင်းတဲ့အခါကျရင်ဒီ9000ထည့်တတောင်း9000ပြအောင်ပါပေါ့နော်ဒါဆိုဒီမှာ9000ထည့်ပြီးတော့ကျွန်တော်ဆေးလိုက်မယ် ုနာဒီ combo တွေကိုပြောင်းဝင်နိုင်မယ်။ Wave စရင်ခုနဒီ burger menu combo နဲ့လည်းပဲပေါ့နော်။ထိပ်ပြီးရစဉ်သူကကျွန်တော်ကခုနကဒီမှာပါရရစဉ်ကိုကာကိုလာပါတယ်ဒီမှာခုနပိုတီတိုခုနတဇက်တော်အလူအလူချောင်းချုပ်ပါတယ်ပေါ့နော်ဒီမှာဟမ်ဘာဂါခုနရှိစ်ဘာဂါနဲ့ဘေးကွန်ဘာဂါဆိုပြီးပါတယ်ပုံမှန်ပုံမှန်ကျွန်တော်ကျွန်တော်ဒီမှာရှိစ်ဘာဂါနဲ့ဆိုရင်တပေါင်းဝယ်ချမယ်ပေါ့နော်အဲဆိုရင်ဒီရှိစ်ဘာဂါရွေးတပေါင်းဝယ်အလိုဖြစ်ပါမယ်တကယ်လို့ ကစမာကဒီရှိသွားတော့မကြွေဘူးဒီဘေကွန်ဘာဂါကိုယူလိုက်ပြီဆိုတာနဲ့အဲကော့စကာကကကျွန်တော်တို့ငါထည့်ခဲ့တဲ့9000အတိုင်းကိုဒီမှာတစ်ခါလေးထည့်ပေါင်းပြီးတော့တော့မှာပေါ့နော်အစဒီမှာအဲ့တူအော်ဒါနဲ့ပြီဆိုတာနဲ့အဲဒီမှာခုနကဒီမှာအဲ2500အော်ဒါဖြစ်ရမယ်ဒီမှာပါမယ့်ပစ္စည်းတွေတစ်ခါလေးပြန်ပြောင်းရမယ်ပေါ့နော်အဲနောက်တစ်ခုက ူကဟိုဒီမှာ messy meme messy meme item တက်မလို့ရတယ်ပေါ့နော်ဒီ combo choice combo အတွက်အတွက်ဒီ item ဘယ်နှခုကို choice ခွင့်ပေးမလဲဆိုတာကိုတက်မလို့ရတယ်ပေါ့နော်အဲ့လိုစီလုံးလာဒီ trend တွေဝင်နိုင်မယ်ဆိုရင်အဲ့ဒီလိုမျိုးပေါ်တော့ဒါဆိုရင်2500ရှိတယ် ဒါဆိုရင်ဒီဒီမှာဆိုရင်ကျွန်တော်ကခုနကအရင်ကခုတက်ထည့်လိုက်ပါတော့ဒီနှစ်ခုတက်ထည့်လိုက်တယ်ဒီမှာအနည်းဆုံးဈေးကဒီမှာ2300ပေါ့နော်အဲ့လိုဆိုရင်ဒီမှာဒီမှာ2300ဆိုရင်ဒီခုနက2300 2500ဖြစ်ပေါ်အတွက်ဒီဘက်မှာကျွန်တော်900ထည့်ပေါင်းရမှာပေါ့နော်ဈေး900ထည့်900ထည့်ပေါင်းမယ်ပြီးသွားဆိုရင်ခုနက3000ဖြစ်ပေါ်တော့ကဒီမှာ2300ဆိုတော့ဒီဘက်မှာ900ထည့်ပေါင်းမယ်ပေါ့နော် အဲဒီမှာ AA ကိုကျွန်တော်ကဒီ maximum item ဘယ်နှစ်ခုယူခွင့်ပေးလိုက်ပေါ့နော်ဒီဒီမှာ၃ခုရှိအောင်နှစ်ခုယူခဲ့ပေးမယ်ဆိုရင်ဒီ maximum item မှာကိုဒီမှာတူးလို့ပေးပြီးတော့မှဆေးလိုက်မယ်ပေါ့နော်အဲပြောရစရင်ကျွန်တော်ခုနကဒီ bargain menu ကိုမျိုးပြန်နေလဲမယ်နှိပ်ပြရစရင်ကျွန်တော်ကဒီမှာကအဲ item ကနှစ်ခုကိုယူရှုခင်ပေးတာပေးတာအတွက်ပေးတာဖြစ်တဲ့အတွက်ဒီမှာကိုဒီမှာယူလို့ရပါမယ်နော်ဒီမှာဆိုရင် coca cola ကိုဒီ coca cola coca cola ယူလိုက်မယ်ဆိုရင်900ထည့်ပေါင်းပါမယ်နော်ဆိုရင်ဒီမှာဒီမျိုးနှစ်ခုယူ item ကိုနှစ်ခုအနေနဲ့ယူရွေးခွင့်ပေးတယ်ပေါ့နော်ဒီမှာယူပြရစင်တူရဲ့တက်ဆိုင်တဲ့ amount အတိုင်းဒီမှာကိုစီစဉ်ကအုပ်လို့ပြန်သွက်ပေးပေါ့နော်ဒီမှာဒီဈေးလက်ခုနကကျွန်တော်တက်ခဲ့ဈေးအတိုင်းဒီမှာအုပ်လို့ပြပေးပါမယ်ပေါ့နော်နော်ဒီကိုဘရိုနဲ့ပတ်သက်ပြီးဒါတော့အဲဒီလောက်ထိပါပဲအားလုံးကိုအားလုံးအချိန်မီပြီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်